စဉ်းစားဆင်ခြင်တတ်တဲ့ပုဂ္ဂိုလ်တွေတတိထားတတ်တဲ့ပုဂ္ဂိုလ်တွေဟာမိမိရဲ့ပတ်ဝန်းကျင်မှာရှုမြင်စရာတွေကြည့်ရှုပြီးတဲ့အခါမှာကိုယ့်ဘဝကိုဘယ်လိုပြုပြင်ကြရလဲဆိုတော့သိရှိနားလည်ကြ။မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲတွင်တင်ပြတ်သဆုံးမဩဝါဒပေးတဲ့အချိန်မှာပတ်ဝန်းကျင်ကိုရှုမြင်တတ်ဖို့ဆိုတာဆုံးမထားတာရှိတယ်။ နမတကတန်ရုံမှာဆိုရင်ဆုံးမထားတဲ့စကားလေးတစ်ခုကပါတော့လောကမှာအလွန်အလွန်ရုပ်ဆုအကြီးတန်ပြီးတော့ယွန်စရာကောင်းလာတဲ့သရဝတ္တုကိုမင်းမြင်နေဆိုလို့ရှိရင်အစမတင်တန်တရာမှာငါလဲဒီဘဝမျိုးရောက်ခဲ့လာပြီလို့စဉ်းစားလိုက်ပါလို့သူပြောတာနော်ဒီလိုဒုက္ခမျိုးငါလဲခံစားခဲ့ရတယ်လို့အေး လောကမှာအခြေအနေဘလောက်ဆိုးတဲ့ပုံကိုပဲတွေ့တွေ့ဒီလိုအခြေအနေဆိုးတဲ့ပုံကိုတွေကိုငါတို့လည်းပဲဒီလိုအဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရပြီလို့စိတ်ထဲမှာနှလုံးသွင်းလိုက်ပါလို့ဒါပဝန်းကျင်ကို ရှုတတ်မြင်တတ်ဖို့သင်ကြားခြင်းပဲဖြစ်တယ်ပေါ့ဖះလောင်းဖြစ်လာတော့လေကြည့်လေပဝန်းကျင်ကို ရှုတတ်မြင်တတ်တယ်ဖះလောင်းဟာ ဘဝမှာသူကိုယ်တိုင်ရှုမြင်တတ်လာပုံလေးကိုကြည့်သူတို့သူဒီသူနာယဟန်လို့ဆိုရက်နမိတ်ကြီးလေးပါဘုဒ္ဓဘင်မှာကြည့်မယ်ဆိုရင်ဖះလောင်းတော်ဟာဥယျင်ထွက်တဲ့အခါသူ့အိုးကိုမြင်လိုက်တော့ထိုသူ့အိုးမျိုးကိုတမန်အဖိုးကြီးတယောက်အဖွားကြီးတယောက်မြင်တယ်လို့စိတ်ထဲမှာမရှိဘဲနဲ့ ငါလည်းပဲဒီနေ့ကိုအိုရအောင်မှာပဲဆိုတဲ့အတွေ့ဟာသူကောင်းထဲမှာရှိသွားအဲ့ဒါအလွန်တမိုးရှိတဲ့အတွေ့တစ်ခုလူတိုင်းဟာဒီအတွေ့တွေးမိသလားဆိုမတွေးမိဘူးနော်တမန်ဝင်မြင်တဲ့သဘောလောက်ပဲမှတ်တာလူနာတွေးလို့ရှိရင်လည်းငါလည်းဒီနေ့နိုင်အောင်မှာပဲနိုင်ခြင်းသဘောကိုမလွန်မြောက်နိုင်သေးဘူးလို့စဉ်းစားလိုက်ပါဘုရားလောင်းကအဲ့ဒါလို့စဉ်းစားတယ် လူတွေနဲ့တွေ့တဲ့အခါကျတော့လေ။ဩငါလည်းပဲတနေ့တရားအောင်မှာပဲ။တေးချင်းတရားကိုငါလည်းမလွန်မြောက်သေးဘူးလို့ဒီလိုစဉ်းစားမိပေါ့။ယဟန်နဲ့တွေ့တဲ့အခါကျတော့ဩဒီလိုဘဝမျိုးဟာငြိမ်းချမ်းပြီးတော့မြင့်မြတ်တဲ့အချင်းရှိတယ်ဆိုတဲ့အတွေ့နဲ့သူကိုယ်တိုင်ဒီဘဝကိုခံယူဖို့စိတ်ဝင်စားခဲ့မှုဖြစ်လာပဲ။ဒါပတ်ဝန်းကျင်ကိုမြင်တတ်တာကိုပြောတာနော်။တခါမျိုးဆိုဗျာ ဒေဝတုတ္တသုတ်တံမှာဟောထားခဲ့တာလေဒီပုံစံပဲအလုံးကိုရှုမြင်တတ်ဖို့လူတယောက်ကံကောင်းအကြောင်းမလားလို့အကုသိုလ်တွေအကြောင်းငရဲဘက်ကိုရောက်သွားတယ်သို့တော့ငရဲရဲ့တကားဝမှာရှမမင်းကြီးဆိုတာလေးဘက်လေးတံမှာရမမင်းလေးဦးကတကားဝကစောင့်နေတယ် သူတို့စောင့်တာတရဝါရီပေါ်မှာကျင်နာတနာလို့ဗောလန်တီးယားလာလောက်တာသူကရှမမင်းဆိုတာဆိုးမဟုတ်ဘူးငရဲမကြစီတဲ့မကြထိုက်တဲ့ပုဂ္ဂိုလ်တွေမကြရအောင်သူကကုညီဖို့လာလာပြီးတော့ကုညီတာအဲ့တော့သူကုညီနိုင်တာဘာလို့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုတွေကိုဖော်ထုတ်ပေးမယ်ဖော်ထုတ်ပေးခြင်းအပြင်သူကိုယ်တိုင်ကဝမ်းသာမယ် ဝမ်းသာသွားလို့ရှိရင်သူငယ်ရဲ့လွတ်သွားနိုင်တယ်ဆိုတဲ့ဒီလိုအနေထားမျိုးနဲ့ယမမင်းကလာဆောင်အဲ့တော့လောကလူတွေကတော့ထင်နေကြတယ်ယမမင်းကငရဲကိုဆွဲချတဲ့လူလို့ဒီလိုထင်တာမဟုတ်ဘူးငရဲကြသွားမယ်ဆိုတဲ့ပုံကိုယ်တွေကိုငရဲကြီးမားလိုက်တဲ့ငရဲဘုံကြီးရဲ့တကားဝမှာသူကယုံထိုင်တဲ့အနေနဲ့စောင့်ကြုံနေတာသာဖြစ်တယ်ဟုတ်သူဟာဝေမာလိကပြိတ္တာမျိုးပဲဖြစ်တယ် ဘုံမိမ့်မှနဲ့နေထိုင်ရတဲ့ဝေမာနိကပြိတ္တာမျိုးအဲ့တော့ဝေမာနိကပြိတ္တာဆိုတာဘိမှန်ရှိပြီးတော့ချမ်းသာတဲ့အခါချမ်းသာတဲ့ဆင်းရဲတဲ့အခါဆင်းရဲတယ်လူတွေလူပဲသူလည်းပဲဘဝတစ်ခုရဲ့အတွေ့အကြုံတွေကိုခံစားရအဲ့ဒီမှာလူတယောက်ဟာငရဲတဲ့ကိုတန်းကြမသွားပဲအပြစ်မကြီးတဲ့ပုဂ္ဂိုလ်တွေကြတော့ ငရဲရဲ့ပတ်ဝန်းကျင်နားမှာရောက်လာတတ်တယ်အပြစ်ကြီးတဲ့ပုဂ္ဂိုလ်ကတော့ချက်ချင်းငရဲတဲ့ရောက်သွားတယ်ငရဲဘုံထဲမှာသွားဖြစ်လိုက်တာသူကြတော့ရှင်မမင်းရဲ့အကူအညီမရနိုင်ဘူးချက်ချင်းငရဲကိုရောက်သွားတယ်အေးငရဲပတ်ဝန်းကျင်ရောက်လာပြီငရဲသားတွေကနှိပ်စက်မယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့အနှိပ်စက်မခံရအောင်သူကအကူအညီပေးတာငရဲဘုံသားသွားရောင်းလဲလဲလို့ရင်တော့ဆွဲထည့်ခံမှာပေါ့နော် လူပြေမှာတောင်မှပဲရောင်းလဲလဲသွားမလို့ရမယ့်နေရာတွေရှိတယ်လေအဲ့တော့ရောင်းလဲလဲသွားလို့ရင်တော့ဖန်းခံမှာပေါ့အဲ့တော့ငရဲမှလည်းပဲအဲ့ဒါလိုပဲငရဲရောက်ဖို့ရငရဲပုံနာလေးမှာ ရောင်းလဲလဲဖြစ်နေတဲ့လူတွေကိုရှင်မမင်းကြီးကခေါ်ပြီးတော့မေးတယ်ခေါ်ပြီးတော့မေးတော့မင်းလူပြေမှာတော့ဟာတဲ့ဒေဝဒုတ္တဆိုရယ်နတ်တမန်၃ဦးပေါ်ပေါက်နေတာကိုတွေ့ခဲ့လား ော့သူကနားမလဲဘူးမတွေ့ခဲ့မိဘူးတဲ့အေးမင်းငါမေးတာသဘောမပေါက်ဘူးတဲ့နတ်တမန်ဆိုတာတခြားမဟုတ်ဘူးတဲ့နတ်တွေကပြောတဲ့စကားဟာသေချာဘောဖြစ်တာလို့မင်းလူပြေမှာအိုမင်းနေတဲ့အဖိုးအဖွားတွေကိုမတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါအေးအဲ့ဒီတွေ့တော့ကငါလည်းပဲအိုရအောင်မှာပဲ ိုချင်းတရားကမလွန်မြောက်နိုင်သေးဘူးလို့မင်းတခါမှမစဉ်းစားမိဘူးလားလို့ဆိုမေ့နေတယ်မစဉ်းစားခဲ့မိဘူးဒါသူ့ဖြေပုံလေးอ่ะအဲ့တော့ညီမမင်းကြီးကဟင်းချပြီးတော့မလုပ်တော့အီလီတဲ့မင်းမေ့တော့မင်းမဟုတ်တာတွေမင်းလုပ်တော့မင်းဟာမင်းထိုက်တဲ့မင်းကမဲမင်းမေကဒီလွတ်တာလည်းမဟုတ်ဘူးအဖေကလွတ်တာလည်းမဟုတ်ဘူးဆွေတွေမျိုးတွေကလွတ်တာလည်းမဟုတ်ဘူးဘယ်သူမှမလွတ်တာမဟုတ်ဘူးမင်းလုပ်တဲ့ကံပဲမင်းမေခံရမှာ ငါတခုမေးမယ်လူနာကိုရောမတွေ့ခဲ့ဘူးလားဆိုတွေ့ခဲ့ပါတယ်အဲ့ဒီတုန်းကရောမင်းမစင်းသားဘူးလားတဲ့မင်းမှာအသိဉာဏ်ရှိတဲ့အရွယ်ရောက်လာတဲ့အချိန်မှာငါလဲနာရအောင်မှာပဲနာခြင်းတရားကိုငါလဲမလွန်သေးဘူးလို့မလွန်မြောက်နိုင်သေးဘူးဆိုတဲ့အတွေးလေးမင်းမတွေ့ခဲ့မိဘူးလားဆိုမေ့နေတယ်တဲ့မတွေ့ခဲ့မိဘူးတဲ့ငါလဲကုသကောင်းမှုလုံအောင်မှဆိုတဲ့စိတ်ကလေးမဖြစ်ခဲ့ဘူးလားမဖြစ်ခဲ့ဘူး အဲ့ဒီမှာလည်းယမမင်းကြီးကစုတ်တတ်တယ်။အေးမင်းထိုင်နေမင်းကံမင်းကဲနောက်တစ်ခုငါမေးမယ်တဲ့။မင်းလူသေးတော့တွေ့ဘူးတယ်မို့လားဆိုတွေ့ဘူးတယ်။လူသေးတွေတွေ့ဘူး။အဲ့တွေ့တော့ကဩငါလည်းတနေ့သေးအောင်မှာပဲ။ဟောသေခြင်းတရားကိုငါမလိုမြောင်းနိုင်သေးဘူး။ငါကောင်းတာတွေလုံးဝဖြစ်မယ်ဆိုတဲ့အတွေ့အမျိုးမင်းမတွေ့ခဲ့ဘူးလား။မတွေ့ခဲ့မိဘူးတဲ့မေ့နေတယ်။ပြောသလိုပဲနေခဲ့တယ်။ ေးအဲ့ဒါလို့ဆိုလဲမင်းတိုင်းနဲ့မင်းကံမင်းငါလည်းဘာမှမတတ်နိုင်ဘူးဆိုပြီးယမမင်းကြီးကငြိမ့်နေလိုက်တယ်ငြိမ့်နေလိုက်တဲ့အခါကျတော့ငရဲဆောင်တွေကဆွဲခေါ်ပြီးငရဲပုတ်လိုက်တာပေါ့ဒါပါပဲနော်အဲ့ဒါလို့ယမမင်းကြီးကအကယ်၍များသူကဒီလူကသူ့ကိုလည်းအမြဝေခဲ့တယ်ကုသကောင်းမှုလုပ်တာတွေသူမေ့နေလို့ဆိုလို့ရှိရင်ယမမင်းကြီးကနေပါဦးမင်းကပြောမယ်မင်းဘယ်တော့မှမလုပ်ခဲ့တာလေ ကြောင်းဆောက်ခဲ့တယ်သို့မဟုတ်ဆုံးလောင်းခဲ့တယ်လှူခဲ့တယ်တန်းခဲ့တယ်မင်းပြန်တွေးစမ်းဒါတွေကိုပြန်တွေးလိုက်စမ်းဆိုတွေးလိုက်တော့ဟုတ်သားပဲဆိုအတိတ်ကိုပြန်တတိယလာအဲ့ဒီတတိယတဲ့အခါမှသူတို့တော့ကုသိုလ်ကောင်းမှုတတိဖို့ပေးလိုက်အဲ့ဒီကုသိုလ်စိတ်နဲ့ပဲပြန်တော့သွားအဲ့ဒီလိုယမမင်းကြီးကငရဲဘုံကိုရောင်းလဲလဲရောက်လာတဲ့သရဝါးတွေအတွက်ကုညီဆောင်ရှောက်ဖို့ဆိုပြီးတော့ယမမင်းကြီးက ငရဲဘုံကတကားဝမှာထိုင်ဆောင်နေတာဖြစ်တယ်ပေါ့နော်အဲ့ဒီမှာလည်းပြောချင်တာပဝန်းကျင်ကိုရှုတတ်မြင်တတ်ဖို့လိုအပ်တယ်လို့သူတို့ဆိုလိုတယ်ပေါ့အဲ့တော့ကိုလူတိုင်းလူတိုင်းမှာ နေစဉ်ပဝန်းကျင်နဲ့မြင်တွေ့ထိတွေ့နေကြတာဖြစ်တော့ကိုယ့်ရဲ့ပဝန်းကျင်မှာဖြစ်ပျက်နေတဲ့အရာတွေကိုရှုမြင်သုံးသပ်ချစ်တတ်ဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့မကြည့်ပဲနဲ့နော် ဒီအိုတဲ့လူတွေ့လဲသူကသူအိုတာငါနဲ့မဆိုင်ဘူးနားတဲ့လူတွေ့လဲသူကသူနားတာငါနဲ့မဆိုင်သေတဲ့လူတွေ့လဲငါနဲ့ငါတော့မသေဘူးသူကသူသေတာပဲဆိုပြီးတော့ငါလေဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ကြုံနိုင်တယ်ကြုံရအောင်ပါပဲမိနေလို့တော့မဖြစ်ဘူးကုသိုလ်ကောင်းမှုတွေလုံးဝပဲဆိုတဲ့အတွေးလေးတွေးတတ်ဖို့ဒါကိုပြောတာနော်ပတ်ဝန်းကျင်ရှုမြင်ပြီးတော့ ပန်ဝန်းကျင်ကို ရှုမြင်ရမယ်ဆိုတတိထားရမယ်ကိုယ့်ရဲ့ပန်ဝန်းကျင်ကိုတတိထားရမယ်တတိထားပြီးတော့အသိဉာဏ်နဲ့ဆင်ခြင်ရမယ်ရှုမြင်ခြင်းဆင်ခြင်ခြင်းဒီနှစ်ခုဟာပန်ဝန်းကျင်ကိုရှုမြင်ပြီးတော့ဆင်ခြင်ပြီးတဲ့အခါမှာကိုယ့်ဘဝကိုကိုယ်ပြင်မာလို့ဆိုလိုတယ်ပေါ့နော်အဲဒီလိုကိုယ့်ဘဝကိုရှုမြင်ဆင်ခြင်ပြီးတော့ပြုပြင်သွားတဲ့ပုံကိုယ်တွေဟာသူတော်သူကောင်းတွေဖြစ်ပြီးတော့တန်လျာဝကလွတ်သွားကြတာအဲ့လိုမဟုတ်ဘဲနဲ့အမတ်တမဲ့ နေတဲ့ပုဂ္ဂိုလ်တွေဟာတန်တရာရင်ကျော်မှမျောမျောပြီးတော့သွားကြတယ်။